ကြော်ရင်းနဲ့ကျွန်တော်နဲ့ဝင်ခဲ့တဲ့ဆယ်နှစ်လောက်ကကြိုက်ထားတဲ့အကျွေးဆိုတဲ့စကားတည်ဦးတဲ့လူပါမှာပါဒီထဲမှာပါပါလေအဲဒီကားကကျွန်တော်နဲ့ဦးကြော်ရင်းတက်ချင်းရှင်ဖြစ်တယ်ကျွန်တော်ရှုံးသွားကျုံးသွားတဲ့ကောင်ဦးကြော်ရင်းကကျွန်တော်ပြောတယ်အဲ့တော့ချက်တိတ်တယ်မင်းလည်းညိုးလေးကိုင်းတဲ့အောင်ဆယ်နှစ်နေနေ ผมเดี๋ยวได้ที่มูเตียนโกเบิกได้ล่ะสักตัวนี้จะชื่อบาดิแต่จนเอาเตญูคุยแต่ไม่คุยแต่ก็ไม่ดีแต่หมอว่าก็คุยแต่ก็ไม่ดีครับเออจนเอาอู้เจอไหนที่มูเตียนจังโกเพชรพอลาบ่มีอยู่จนเช่นจนมีจองจองอย่างว่าในทางคุณนี่ดอกล่ะเดี๋ยวได้ชื่อชื่อเสียงไตเตียนใดๆไหนใดๆ ဘဝဒုက္ခဖေးရတယ်။ဒီဝတ္တရဲ့အချိန်မှာဘဝရဲ့အရင်ဘေးမှာအမေအိုကြီးကြောက်တာသိခုဒီအမေအိုကြီးရဲ့မိသားစုကနေ့စဉ်နေတိုင်းအမေအိုကြီးရှိတာပြီးဒီလူဒီဇိုင်းနဲ့ဒါကြည့်တရားကြောက်ဆရာဝန်ကအဲ့ဒီမိသားစုပြောတယ်။ဘယ်လိုအမေကြီးကိုပြန်ခေါ်သွားတော့သေတော့အစွမ်းကိုခုပြီးပြီဆိုပြီးလက်လျှော့လိုက်တဲ့အမေသားကပြောတယ် အဲ့ဒီကစပြီးတော့ဒီမိသားစုကဒီမေကိုရှိမလာတော့ဥစ္စာဘဘာဒီသားမိဒီလိုနဲ့ပဲဒီလိုကြီးကဆေးရုံမှာပဲနေပြီးတော့ဆုံးပါသွားတဲ့အချိန်မှာအမေဦးကြီးရဲ့ရုပ်အလောင်းကိုပိုင်ရှင်တဲ့အလောင်းကြီးဒီလောင်းကြီးနဲ့သူပြောတွေ့ပြီးတော့သူ့ပုံမိတချို့လိုက်တာဘဘာဒီဒါကြောင့်ဒီမိသားစုဘာဖြစ်လို့အမေဦးကြီးလောင်းကြီးရက်ဆက်သွားတာလဲ ်ရောက်ပပဆုံးဆန်းတယ်ဆုံးဆန်းတော့ဒီသားကြီးကပြီဒီမိသားကြီးကပြောလဲဆိုတော့အမေကြီးကိုအိမ်ပြန်ခေါ်သွားရင်ဆုံးသွားတဲ့အခါမကြူရမဲ့စီမတက်နိုင်တဲ့အတွက်ဒီလိုဝဲစေးမှာရှင်သာနာနဲ့ပြစ်ထားကြရတယ်ပပအဲ့ဒီအချိန်မှာကျွန်တော်ရံုံမျိုးမှာကျွန်တော်ဘုရားဘာသာမြန်မာမျိုးတွေပဲဒါအေးမှုဒီမှုအသိဉာဏ်ဆိုတာမရှိသေးဘူး ။ဒီနေ့ဘာသာရေးခရစ်စတန်၊ဘိန်းဒူး၊မွတ်စလင်ဒါမျိုးရှိ။ဘာသာရေးပြောကဲမဖြစ်တော့ဘူး။ဒါလို့မျိုးရေးဘာသာရေးစင်းချမ်းသာမျိုးရေးဘိန်းစရိယံမျိုးရေးတို့နိုင်ဖြစ်ပေါ်လာရင်ဒီနိုင်ကူညီမှုအခမဲ့ကူညီမှုလုပ်ငန်းကိုလုပ်မယ်ဆိုပြီးဘာသာဆုံးဖြတ်တဲ့အချိန်အဲ့ဒီအချိန်မှာတကယ်နဲ့ကျွန်တော်ကျွန်တော်တို့ဓာတ်ရုပ်ညူအသိဉာဏ်ကိုတက်နှစ်သုံးနှစ်လောက် စောပြီးတော့ဒီနိုင်ငံလုပ်ငန်းတွေကိုလုပ်တိုင်နေတဲ့မန္တလေးမြို့ပိုင်ဆိုင်မှာယူတော်မှာလို့ကျောင်းတော်အတိတ်ကလို့ကုစည်းပြီးလုပ်ရတယ်ကျွန်တော်ဆိုအသေးအဲ့ကျွန်တော်ဆိုအသေးမှာဒါရိုက်တာအဖြစ်ကျွန်တော်ရဲ့ဇနီးရှူဇီဝရဲ့ဘောဒေါ်လာမြတ်ကပါဝင်လှူရှာတယ်အရှူဇီဝကလည်းတူတော်ရှိရပြီးနိုင်ငံလုပ်ငန်းလုပ်ငန်းတွေကိုကြားပြီးတော့စိတ်မစားတဲ့အချိန်တော့ကျွန်တော်လည်းရုပ်ရှင်သက်တမ်း ဆယ်နှစ်ကျော်လာတဲ့အချိန်မှာအများကြီးသူကနေပြီးတော့ချီးမြှင့်တဲ့ဒီတင်းတောင်ချင်းဝင်နဲ့ပြတော့ပါတဲ့သမီးကိုပညာတတ်ချောင်လုပ်ပြီးခဲ့တဲ့အတွက်ဘလို့ကျေးဇူးဆန့်တယ်ဆိုတော့သင်စားတဲ့အချိန်ဒီအချိန်ဒီဘွားတိုက်ဆိုင်တဲ့အတွက်ဒါကျွန်တော်ရဲ့ကျွန်တော်သမီးရဲ့ဘဝဥဒါပြီးဝင်သွားပြီးတော့ငွေယူတိုင်းနဲ့ကျော်လို့ဒီဘိုင်းဒီမှုတင်ရကုန်မှာပါဝင်ခဲ့တာဖြစ်ပါတယ်အဲ၂ခေါက်တစ်ခုနဲ့ ဇန်နဝါရီလတည့်ရက်နေ့မှာကျွန်တော်တို့လုပ်ငန်းစခဲ့တယ်။အဲဒီမှာဘဘဥက္ခရဲ့ရုပ်ထုကိုကြီးရုပ်ထုကိုထုတ်ပေးထားတဲ့ဘဘရဲ့မိစေအခုဆရာကြီးဥက္ခမြေရဲ့ရုပ်ကြောင်းကိုဒီတော့ကိုယ်တိုင်တန်းပို့ပြီးတော့သိက္ခာရေပေါင်းပြီးအကျိုးပေးရတယ်။ဒီတော့ရဲ့တတိယချက်ကြီးကတော့ဒါအမျိုးသမီးတဲ့မှာဒုတိယမောင်ရဲ့ဒီဥပါရသာပဲပေါ့။ ဘယ်အနေကြော်ဒီရုပ်ရှင်သောကမှာကြော်ပါပါလို့ရှင်ဆိုင်ရယူပြီးရအဲဒီလုပ်ငန်းကိုကျွန်တော်လုပ်တဲ့အချိန်မှာကျွန်တော်နဲ့ဒီလုံကတွဲပေါ်တွဲတဲ့ဤကောင်မောင်မားရဲ့အမှုပညာမောင်မားတွေဖြစ်တဲ့မင်းသမီးတချို့မင်းသားတချို့ဒါရိုက်တာတချို့အနေပြီးတော့ကြော်သူနဲ့ဆိုရင်ရုပ်ရှင်ရိုက်ရှင်တော်ဆိုတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုကြော်သူကမပါတိုင်လို့အလောင်းခံလို့ အဲသူနဲ့တွေ့ချင်းလက်ပြီးမဲ့နန်းတန်းမယ်ဆိုပြောဒီလိုဖြစ်တယ်အဲတော့ကျွန်တော်ဘဘာဥဒ္ဒရာအိမ်သွားတယ်ဘဘာကိုပြေးတယ်ဘဘာကျွန်တော်မြည်တယ်ဘာမောင်းချော်လူတဲ့ဘာကိုဘဘာမြည်နေတယ်ပြင်ပြသက်သမလာနာမည်ပြတာပဲကျွန်တော်မသိဘူးဘာဆိုကြည့်တယ်ဒီဝေကြီးချက်တော့ပြတာပဲမသိဘူးဘဘာဒါဆိုချာလီချက်တယ်မသိတာတာလီချက်တယ်ကဘာကျော်ဟာတာရုပ်ရှင်မျိုးစောက်ကျော်ပြရတယ်ဒါပြတယ်ဘဘာ ေဘာမှပြောချင်တဲ့အဖြေကအဲ့ဒါပဲလေလမဲကျော်ကြားသူချိုက်ညာနေတဲ့အမှုပညာတွေတယောက်ကကိုလမဲကြီးနေတဲ့အချိန်မှာအများကြီးပယ်ဖို့ရစဉ်ပို့ရတဲ့ကောင်းရဲ့အများကြီးလည်းအကျိုးရှိတယ်အဲ့ဒီစကားနဲ့ကျွန်တော်အခုချိန်ဒီဒီအများကြီးပယ်လို့နေတာဖြစ်တယ်ဒီလိုနဲ့ကျွန်တော်အမှုပညာတော့ကဒီအယူသီးတာနဲ့ကြိုင်နေတဲ့အများကြီးဒီယူသီးတာရဲ့ပြည့်စုံရတယ် ခုနကပဲအဲကုလားကလည်းပြောလာပြီးဘာလို့တုံ့ပြန်ရလဲဆိုတော့အင်းငါနေတော့ဒီသုံးနေအလောင်းကိုွားပယ်တယ်ဆိုရင်ဒန်းနဲ့အုံလုံးကအင်းရှိရကအချက်ကမကြိုက်အင်းရှိတာတွေ့တာမကြိုက်အဲအရှိရာဖြစ်တာမကြိုက်ဘူးကျိုးရှင်ပေါင်းနေဆိုလက်ဒီနဲ့ပူတာရှိပါတော့နန်းလေးကတော့ဝဲမကဲဘူးပတိမနဲ့ဝင်လို့ဆိုပြောဒါမျိုးကြီးကြုံတွေ့တယ် အဲ့ဒီလူချောင်းလေးလည်းကဲကောင်းပြီခင်ဗျားတို့အင်းရှိမှကားလာတွေ့တာမကြိုက်ဘူးတော့ဒီလမ်းထဲကိုကားဝင်လာမကြိုက်ဘူးဆိုရင်ခင်ဗျားတို့ခင်ဗျားတို့ဘောင်းဘွားနေ့စဉ်နေ့တိုင်းပြန်တတ်တယ်လေရင်နေကြတော့ခင်ဗျားတို့ဒါလုပ်နေဘာဖြစ်လို့လဲလဲလေရင်ပါအိတာမှာဆုံးရဲ့အလောင်းနေနေ့တိုင်းဒီနေ့နဲ့တွေ့တာဒါကြောင့်ဒီသိမ့်မှာကျွန်တော်တို့ပြည့်စုံပြီးသွားတယ်ညာဒီလောင်းနေ 啊，哎、right，你家是天的几多钱，酸的几多了？啊、so？哎、so、呀，这个品种，啊，老老早定的呢，乌龟，黄是国家，啊，他是龟儿的，啊，首先人家就说了乌山龟吧米，乌山龟的乌龟，都然呢是东把这个八种有钱人家在那说，是乌龟的，乌山就来就来乌龟来讲。 呃，心脏是哪里？我们要，然后不但交代在里面，都在里面，把所有到我们家看地大的球鞋，统一交往预约，把这个里面的看一看球鞋。但是生活里面，人手都摔就了家，统一没用的，呃，俺家没用买的，哦，咱们得努力来挣的，挣来的钱嘛，咱们要努力来的，带钱来了，再内交了。 ဲ့ချိန်မှာဇန်နူးပါတော့ဒီယူပြီးတာတော့ပပြပါပပြတဲ့အချိန်မှာအများကြီးကကျွန်တော်တို့ကျွန်တော်တို့အဖွဲ့တွေဒီမူရေးအဖွဲ့တွေကိုအားပေါ်လာတယ်ဈေးစားလာတယ်အလူရှင်တွေကအလူငွေတွေယူလာတယ်အဲ့ဒီခါကျတော့ဒီလူလူကအားပေါ်လာတယ်ယုံကြည်လာတယ်ဆိုတော့အစိုးရဘက်ကကျွန်တော်တို့လက်ရှိတော့ကြည့်ပြောသူပဲပါတယ်ဘာတွေပြောတယ်ဘာတွေလုပ်တယ်ပုံလိုက်တော့ပါ ယူနေတဲ့ခေါင်းကခုတတိမပန်လာရေးကအဲ့မှာမေမိုးရတဲ့မှာသံဃာတော်လေးဘဏ္ဍပါးကြီးပါပါနဲ့ဒီမြေတာတို့ရုပ်ဖတ်ပြီးတော့ရောရောလာပြီးတော့ဆုံးဖြတ်တယ်ဗုဒ္ဓဘာသာမြန်မာမျိုးတယောက်ဒီနဲ့ပန်လာတော့ဆုံးဖြတ်အဲ့ဆုံးဖြတ်တဲ့အမှုနဲ့ပဲအခန်းခါဆုံးရဲ့ရတဲ့နေကြတော့အမှုပညာတွေလောက်ထွက်ပြီးတော့ အဲ့တော့ငါငါဆုံးတိုင်တယ်ဘောတိထားတယ်။ဟောကျွန်မနိုင်ငံရေးတော့မဟုတ်ဘူး။ဂျိုရေးပေါ်တာမဟုတ်ဘူး။တန်ခါတော်လေးကိုဂျိုတိတ်တိတ်လေးလက်တစ်ဖက်ပကုံးချက်တော်မရောဂျိုတိတ်တိတ်လက်ကတ်။လက်သီးလက်ကောင်းတတ်မှုကြီးတာက။အဲ့တော့ကျွန်တော်ဂျူလေးကိုတော့ကြောက်တာ။ကြောက်သွားတဲ့အခါကျွန်တော်အဲ့ဒီနောက်ပိုင်းကျွန်တော်အိမ်မှာပဲနေတယ်။အိမ်မှာမကြည့်ဆွဲတယ်။တော့ဒီလူမျိုးတော်တော်လုပ်တယ်။လုပ်တာပြီးတော့ ၎င်းတစ်ဆယ်ရွေးကောက်ပွဲဤလာတော့ဒီတော့ကျွန်တော်ရဲ့ဆရာတော်ကြီးရဲ့ဒီမြို့ရွှေပေါင်းတဲ့ဆရာတော်ကြီးကြောင့်ဘွာဘွာတော့တော့လိုက်တာခေါ်လိုက်ဆရာတော်ကြီးကြောင်းနေရောက်တယ်နဲ့တိုင်ခင်နဲ့ရောက်တာအဲ့ဒီကကိုကျော်သူရန်ဝတ်ဘယ်ရှိထွက်တာဘာသာစီပါဘယ်မြို့ဝင်ဘယ်ဆိုင်မှာဘာဟင်းနဲ့စားဘာသာလူဘေးဝင်ညာ 就系主要佢呢边就就系专业嘅，就系思维啦，变咧，怕思维咧，怕你思维，咁样我唔会谂嘅，变咧怕怕地咧，唔怕怕地，我唔得嘅，我唔得嘅，我全部都向嚟今年工业统一交嘅交，诶，到嚟呢。 ီးတော့လူမျိုးသမားဖြစ်ဖြစ်တယ်မဖြစ်လဲဒါနတော်နဲ့ဝင်ဝင်သွားတယ်။ဘာလဲဒီကောင်လေးကသူ့အကျင့်ပါလား။သူ့မရှိရင်မနေတတ်တော့။ဒါမှမနေလို့တော့ဖြစ်တာ။ဟောကျောင်းရဲ့လူမျိုးကြီးလည်းရတယ်။အဲ့တော့ဒီတော့တော့လိုက်တာလိုက်တာဒါမဲ့ပတ်ပန်တန်တန်အထက်ကိုတင်းပို့ပါလို့ပြောင်းနေပါလေမလုပ်ပါနဲ့ပုံမှန်ဟိုကြီးရတော့ရတာအခါတဲ့ပုံမှန်ဆိုတာထွက်တော့ဘယ်တော့အဲ့တော့ ဒီမှာပြောတဲ့စကားလေးတွေကကျွန်တော်တို့ဒေါ်လေးကဆရာတော်မြင်းတို့ပြာခုလားပြောလို့ကျွန်တော်လည်းစာရေးဆရာမဟုတ်ဘူးတို့တော့ကျွန်တော်ဆောင်းပါးလေးရေးပြီးတော့ကျွန်တော်ဝိစာဝတ္ထုထုတ်ထားတယ်အလားလဲကျွန်တော်ကပန္နာကြီးဖြစ်ခဲ့ရင်ဆိုရယ်စာအုပ်ဖြစ်ချင်တယ်ပြောတာမဟုတ်ဖြစ်ခဲ့ရင်ပြောတာသမားကြည့်လိုက်သမားကိုလည်းတော့အုပ်ချုပ်တဲ့လူကအောက်ခြေပြီးလူတို့ရဲ့ဉာဏ်ရည်ပညာရည်လူမှုရည် စသည်ဖြင့်သိထားဖို့ဒီလူမျိုးရဲ့အနေဘက်တွေကိုလာလေးလာအဲ့ပါပဲဆိုရဲစေတနာလေးနဲ့ကျွန်တော်ပြောရတယ်။အဲ့ဒါကိုအခုပြည်သားတွေကခဲ့ကိုကြော်ညာခဲ့ကုန်တာလေး။ဒါနဲ့စာအုပ်ကလုံးဝပုံသွားပြီ။သုံးချိန်ရှိပြီးထုတ်တာပုံသွားပြီ။ဒါကလည်းလည်းတိုင်းခဲ့လို့ရတော့ပုံပြီးကြောင်းသွားတာ။